ရိုက်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ခြေဝိမီ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီ channel လေးကတော့ပရိသတ်တွေအတွက်စိတ်ဝင်စားဖို့ရဇလံကောင်းလေးများကိုရွေးချယ်တင်ဆက်ပေးနေတာပဲဖြစ်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးသွားမယ့်ဇလံလေးကတော့စာရေးသူ James Citrin ရေးသားထားတဲ့ I'm bad you left me ဆိုတဲ့ဇလံလေးပဲဖြစ်ပါရစေ။ပထမအဆုံးအနေနဲ့ဒီ audio book လေးကိုခွင့်ပြုပေးခဲ့တဲ့စာရေးသူ James Citrin ကိုလေကျမတို့ရဲ့ channel လေးကနေပြီးတော့ကျေးဇူးတင်ပေးတင်ရှိပါရစေရှင်။ ဇလန်းလေးကိုမစားတင်ခင်မှာလေအသေးသေးသောဇလန်းလေးတွေကိုထပ်မံနားဆင်နိုင်ဖို့အတွက်လေ channel လေးကို like and subscribe လုပ်ခဲ့ပြီးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်အရင်ဆုံးဒီဖစ်လေးကိုဖတ်မပြခင်မှာဒီဖစ်လေးတွေအပါဝင်တဲ့အကြောင်းအရာလေးတွေကိုအနည်းငယ်ဆွေးနွေးပေးချင်ပါတယ်ဒီဖစ်လေးမှာတော့ omega plus မှာအခြေတည်ပြီးတော့ဖြစ်နေတဲ့အကြောင်းအရာလေးပေါ့နော်တော်တော်များများလည်းရင်းနှီးပြသဖြစ်မှာပါဒါပေမဲ့အချို့မသိကြတဲ့သူတွေအတွက်အသေးစိတ်သဘောမဟုတ်ဘဲနဲ့နားလည်လို့ရလို့ရှင်းပြချင်ပါတယ် ဒီစက်ကြဝလာမှာဆိုရင်တော့ alpha, omega နဲ့ beta ဆိုပြီးတော့၃မျိုးရှိပါတယ်။အလွယ်မရရင်တော့ alpha ဥဆောင်သူ omega ဥဆောင်ခံရသူနဲ့ beta ကတော့တာမန်လူဖြစ်ပါတယ်။ဒီမှာဘာတွေ꿰ပြသွားလဲဆိုရင် omega တွေကဘယ်လိမ်အမျိုးအစားပဲဖြစ်ဖြစ်ခလေးရှားနိုင်နေဆိုတာပါပဲ။နောက်ပြီးသိထားမှာတော့ဒီ universe မှာ alpha ဖြစ်တယ်ဆိုရင်မိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်သူတို့ကဥဆောင်သူပါပဲ။ဥပမာ female alpha မေအုံမီကဆိုရင်တော့မင်းကလေးရဦးဆောင်သူပါ။ဘာလို့ဆိုမိမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်အဲဖာမန်ရင်အမျိုးသားလည်းကရှိလို့ပါ။ဆိုတော့ကကိုဝင်ဆောင်ရင်လေအိုမီကပဲဆောင်ရပါတယ်။အဲဖာအမျိုးသမီးတွေကိုဝင်ဆောင်လို့ရမရတော့ဝတ္ထုလိုက်ကွဲတတ်ပါတယ်။အချက်လက်ရပြောရရင်တော့ female alpha ရဲ့တိန်ရတိတ်မဖင်ပြောတာမလို့ကိုဝင်ရနိုင်ကြီးတော်တော်နေပါတယ်။ဗီတာရီကတော့တာမန်လူတွေမလို့ရှင်းကြလို့မထင်ပါဘူး။ ဒီဖီလေးမှာတော့ဒီ universe အကြောင်းကိုဒီလောက်သိုံနဲ့လုံလောက်ပြီလို့ထင်ပါတယ်။ဒီတော့ဖီလေးထဲမှာပါဝင်တဲ့ဇလံအကြောင်းအရာလေးတွေကိုအခုပဲ live ပါနားဆင်ပြပါအောင်နော်။ဗရန်များတော်ဝင်ဆန်အိမ်တော်ဤတွင်ရှိရှိသမျှလူအလုံးဟာအလုံးရှုံနေကြတယ်။ဒါမဲ့အားလုံးရဲ့မျက်နှာထက်မှာအပြုံးကိုစီပွင့်လန်းနေကြပြီ။ဒီလိုအလုံးလုံးနေရတာပဲသဘောကျနေတဲ့လားဖြစ်နေကြတယ်။ဒီပန်းအုပ်ယူလမ်းနဲ့တေချာလောက်အောင်လို့ရွှေ့ကြ။တခင်လေးကြောင့်မတိကြလည်းမဟုတ်ဘူး။ အင်တော်ထင်းရဲ့ပြောစကားကြောင့်အနီးနားဝန်ထမ်းများအားလုံးရီးလိုက်ကြတယ်။သူတို့ရဲ့မျက်လုံးများထဲမှာချစ်စနိုးရိပ်ရောင်များပြည့်လွမ်းနေကြတယ်။ဝန်ထမ်းကောင်လေးနှစ်ယောက်ကကနုံများကိုအနူးစိတ်ရေးဆွဲထားတယ်။တံပိုးကြီးပန်းဦးကိုဂီယူတဆိုင်မလိုက်ပြီးလမ်းထဲလွတ်ရအောင်ရွှေ့လိုက်ကြတယ်။အင်တော်ထင်းရလေသခင်လေးကအရင်လောက်တော့မစော့တော့ပါဘူး။အေးပါအဲ့လိုပဲညှော်လိုက်ရတာပဲ။သူတို့အားလုံးထမ်းမှန်ပြီးတော့ရီးလိုက်ကြပြန်တယ်။ပြောနေကြတဲ့စကားသံများလေသံများနဲ့မျက်နှာမူကြတော့ အဲ့ဒီသခင်လေးဆိုသူညူဆူချင်းအလင်းကင်းပါတယ်။ဒီဗရံမြောင်းတော်ဝင်ဆန်အင်တော်ကြီးကတော်ဝင်မျိုးနွယ်များနေထိုင်တဲ့ဆန်အင်တော်ဖြစ်ပြီးဘရင်စနစ်ပြတ်သောသွားတဲ့ဒီကနေ့ခေတ်ထိတိုင်းအာနာအခိုင်မှာရှိတဲ့အင်တော်ကြီးတစ်ခုဖြစ်တယ်။နိုင်ငံမှာယာဒူးကြီးမြင့်လေးလေးဗရံမြောင်းတော်ဝင်ဆန်အင်နဲ့ပတ်သက်ရလေးလေးဖြစ်တယ်။တော်ဝင်ဆန်အင်ရဲ့အာနာဆက်ကိုအုတ်ချုပ်ရည်နဲ့ပြရလူများအခုထိတိုင်းမကြော်လွန်နိုင်ကြသေးပါ။အာနာဆက်ပြင်ရတဲ့အဓိကအကြောင်းရင်းတွေမှာတော်ဝင်မျိုးနွယ်မျိုးဆက်များ ဆွေတော်မျိုးတော်များထဲမှာဒိုမီနိတ်အယ်ဖာများအများဆုံးဖြစ်နေခြင်းကြောင့်လည်းပါပါတယ်။ဒိုမီနိတ်အယ်ဖာအတိုင်းဝိုင်းကြီးရဲ့ဖိနှိပ်မှုကိုခံရပါကတာမန်အယ်ဖာများနဲ့အိုမီဂါများအနေနဲ့ဘလိုနည်းနဲ့မှအသီးခံနိုင်ဖို့မဖြစ်နိုင်သလိုဖယ်ရိုမောစ်တွေကိုအနံ့မခံနိုင်တဲ့ဘီတာများတော့မှစိတ်ကစဉ်ကြရာဖြစ်တဲ့အထိကြမ်းတမ်းလုံးပါတယ်။တော်ဝင်ဆိုင်မှာဝန်ထမ်းများအလုံးအားဘီတာများဖြစ်ကြပြီးတေချာစစ်ဆေးခံပြီးမှဝင်ခွင့်ရခြင်းဖြစ်တယ်။ ဆိုင်မှာအလုံးလုံးရခြင်းဟာမိသားစုမှာလည်းမျက်နာပွင့်စေပြီးဝင်ငွေလဲကောင်းတာမို့စားဝတ်နေရေးမပြေလည်တဲ့မိသားစုများမှအေဖာများနဲ့အိုမီဂါများဟာတခါတရံမှာလိန်ညာပြီးတော့ဝင်လာတတ်ကြပါတယ်။ဒါမဲ့စစ်စေးရဲ့တင်းကျပ်မှုများကြောင့်ဘယ်သူမှမအောင်မြင်ခဲ့ကြပါ။ဆိုင်အရှင်သခင်မှာသားသမီး၄ယောက်ထွန်းကားရှာမှာ၃ယောက်ကဒိုမီနိတ်အေဖာများဖြစ်ပြီးတယောက်သာအိုမီဂါပါပါတယ်။ ဒီနေ့ကတော့အငယ်ဆုံးသခင်လေးရဲ့15နှစ်ပြည့်မွေးနေ့ဖြစ်အောင်မနက်ခင်းမှာကလေးကလက်ဆောင်များဝင်လာမစဲတဲတဲဖြစ်နေတယ်။မွေးနေ့အချိန်ကညနေဖြစ်ပြီးညနေမှာမွေးနေ့ပွဲကျင်းပမှာဖြစ်တယ်။အိမ်တော်ထိုင်အငယ်လေးကိုတွေ့ပြီလား။အတန်နဲ့တူတူဒုတိယထပ်ကဆင်းလာတဲ့လှပပြီးစက်တီရှိရဲ့အမျိုးသမီးကိုအနီးတစ်ဝိုက်ရှိဝန်ထမ်းများအလုံးအယူတည်ပေးလိုက်ကြတယ်။အိမ်တော်ထိုင်ရလည်းအဲ့ဒီအမျိုးသမီးကိုအယူတည်ပေးလိုက်ပြီးသခင်လေးကိုအောက်ထပ်ဆင်းလာတာတော့မတွေ့သေးပါဘူးမှလေ။အိတ်ခမ်းနဲ့များမရှိလို့လား။ သမဟာတော်ဝင်ဆန်ရဲ့တူထဲသော သမီမင်းကလေးဖြစ်ပြီးငွေချင်းများထဲမှာဒုတိယတယောက်ဖြစ်သလို female dominant alpha လည်းဖြစ်ပါတယ်။ဒါကြောင့်ပုံဟန်ကနူးညံ့တဲ့ငွေချင်းမရှိပဲစက်တည်ရှိပြီးတော့တင့်တယ်ကအချိန်ဝါရှိတဲ့အလားပါအောင်ပိုင်ဆိုင်ထားတယ်။ရှန်တီရှန်တီငါ့ကိုကြည့်ပါလှလာလို့အတန်လင်လင်လေးနဲ့အတူတူဒုတိယတက်ခါပြေးဆင်းလာတဲ့ခက်သေးသေးကောင်မလေးတယောက်မျက်နှာလေးကသေးသေးလေးနဲ့အသားလေးကလည်းနှင်းလို့ဖြူစွတ်နေပြီး အညိုရောင်ဆန်ရွယ်ရှိတို့ကအခွေလိုက်ပြန့်ကြနေတယ်ဝိထားတာကလည်းဖြူစွနေတဲ့လက်ဖောင်းကောင်ဝင်ရှိလီလာတယ်ဆိုတာထက်ချစ်ဖို့ကောင်းမှုအတိပီးနေတယ်ကောင်မလေးရဲ့တန်အောင်ကြားနဲ့ဒုတိယမမလေးရဲ့တည်ကြည်တဲ့မျက်နှာပြုံးသွားပြီးတော့နောက်ကိုချက်ချင်းလဲလာပြီးလက်ကမ်းပီးတယ်ကောင်မလေးကမမလေးရဲ့ရင်ခွင်နဲ့အလိုက်အသွင်ဝင်သွားပြီးမေးဖြားလေးကိုမော့နှံနေရှန်တီဖြေအောင်လေလာတာထက်ဟန်နီကချစ်ဖို့ကောင်းလားအရမ်းမြင့်ဟာခေါင်းတလုံးစာလောက်ကွာတာမို့ ကာမလေးဟာဒုတိယမမလေးရဲ့ရင်ခွင်နဲ့လုံဝါရောက်နေတော့တယ်။သူမတို့နှစ်ယောက်မှာတရားဝင်ယူထားကြတဲ့ဇုံတွေဖြစ်ပြီးကာမလေးကမျိုးရိုးမြင့်အတန်းဝါရအိုမီဂါလေးတယောက်ပါ။ရှန်တီမဟာနွယ်နဲ့ဟန်နီလင်းဆန်တယောက်နဲ့တယောက်တုံးတယောက်ချစ်ကြမလို့အမျိုးသမီးများကြားနာမည်အကြီးဆုံးတွေပါ။ငယ်တငယ်ချင်းများဖြစ်တာကြောင့်တယောက်ကြောင်းတယောက်လည်းသိပြီးရှေးသွားနောက်လိုက်လည်းညီကြတယ်။ရှန်တီကသူမရဲ့ဇနီးလေးကိုချစ်မြတ်နိုးစွာနားလိုက်ရင်အလိုလိုက်တဲ့အတန်းနဲ့ပြောလိုက်တယ်။ဘိုက်စာနေပြီလား။စားစရာလား။ ငါလာငါကြည့်ပြီးပီတီနဲ့ပြည့်နေရဒါမဲ့ကို့ကိုဖော်လုပ်ပင်ုံလေအင်းအင်းဒါနဲ့ခုနကဘာလုပ်နေရလဲအာဟုတ်တာငယ်လေးကိုရှာနေရအဲ့ဒီကလေးဘယ်ထွက်သွားပြန်လဲမသိဘူးအခန်းထဲသွားကြည့်ရမတွေ့လို့အပြင်ထွက်ပြီးစုံနေရများလားအဲ့ဒီချိန်ပြင်ပဝင်လာတဲ့ကားတန်ကြောင့်အားလုံးရဲ့အာယုံအားအပြင်ကိုရောက်သွားကြတယ်အဲ့ဒီနောက်ကြားလိုက်ရတဲ့အတန်များကိုငယ်ကမမိုက်ဘူးကြာအစိုးရထပြီးဖျားဘူးတော့လေဘာထုလို့လဲအိမ်မှာလည်းဖျားရှိတယ်ဟောင် ခုတော့အေးမဝတာပဲဖတ်တယ်နေစိတ်ကြည်တယ်လေငယ်လေးရဟော ခုဆိုကြည့်စမ်းငယ်လေးရဲ့မွေးနေ့မှာမနက်စောစောဖျားပူပြီးတော့အလူလေးလှုပ်ပြီးပြီကုသိုလ်လည်းရသွားပြီဘလောက်ကောင်းလိုက်တယ်အဲ့ဒါတွေကိုနေကင်းမှလုပ်လိုက်တော့ပိုမကောင်းလို့လားအားလုံးလည်းအေးဝသွားမယ်ကုသိုလ်ရရလည်းအတူတူပဲလေစကားများလိုက်တာကွာအကြီးကပြောရင်ပါဇက်လေးပိတ်ပြီးနားထောင်စမ်းပါအော့ကုငယ်နော်လက်မပါနဲ့နော်ရှန်ယုခလေးကိုကိုကြီးကတေချာမကြည့်ပဲစုပြန်ပြီကျွန်တော်သူကောင်ဖောက်ပွားလေးတွန်းတာ ကိုငယ်ဖွားဖွားလေးတို့နာဒီလောက်ကြီးဆောင်းသွားရင်လေနားရဲပြအဲ့ဒီအချိန်မှာပဲမြင်ရကြသူများအားလုံးမပြုံးမဲနဲ့မနေနိုင်ကြပါတတိယသခင်လေးဟာအစားအသံတလူအငယ်ဆုံးသခင်လေးရလည်းနည်းနည်းမှမခံအကြီးဆုံးသခင်လေးရတော့သူဇနီးနဲ့အတူတူအငယ်နှယောက်ကိုကြည့်ရင်ပြုံးနေတော့တယ်စံအရဲ့နောက်ဆုံးမျိုးဆက်၄ယောက်နဲ့အကြီးဆုံး၂ယောက်ကအိမ်အောင်ကြပြီဖြစ်တယ်။မင်းမျိုးမဟာနွေကအကြီးဆုံးဖြစ်ပြီးရှန်တီမဟာနွေနဲ့ရှန်ယူမဟာနွေတို့ကအမွာမောင်နှမများဖြစ်တယ်။ အငယ်ဆုံးကတော့ကိန်းခမ်းမဟာနယ်ပါ။အားလုံးနဲ့မှာရှန်ယူမဟာနယ်သာအိုမီဂါဖြစ်ပြီးကျန်သူအားလုံးကတော့ဒိုမီနိတ်အယ်ဖာများဖြစ်ကြတယ်။ရှန်ယူကအိုမီဂါပြီးပြီးချစ်စရာကောင်းတယ်လို့မောင်နှမလေးရောက်နဲ့အနူးညံ့ဆုံးနဲ့အသေးဆုံးပါ။သူရဲ့အမွာအမားနဲ့ရှင်ရင်တော့မှနရွက်တာတာပဲရှိရမှုကျန်တဲ့အကူကြီးနဲ့ညီငယ်ဆုံးနဲ့ရှင်လိုက်တော့ပူတော်ညက်သွားသေးတယ်။ဤတို့တိုင်းသူ့မှာအငေဆုံးလေးမလို့မစားရမနေနိုင်ပေခြေပြားထောက်ပြီးတော့စနေစေပါ ရှန်ယူကအမျိုးသားတယောက်ဖြစ်ပေမဲ့လေသူရဲ့အမွာအမလို့သမင်းရှိရှိထားတာကြောင့်အမျိုးသားအုံမီကအလှလေးများထဲမှာထိတ်တန်းစင်းဝင်သူဖြစ်တယ်။ရှန်ယူနေခလေးကိုနိုင်ချင်းမြန်ပြီလား။ရှန်တယောက်အပြင်ထွက်လာပြီးပြောလိုက်တာနဲ့ရှန်ယူရဲ့မျက်နှာပိုပြီးပြုံးဆဆဖြစ်သွားပြီးအမွာအမဖြစ်သူကိုမျက်လုံးတစ်ဖက်မိတ်ပြလိုက်သေးတယ်။ဒါကအနိုင်ချင်းနဲ့မခေါ်ဘူးရှန်တယောက်။ငါငါတို့ခလေးလေးကိုကုသိုလ်တွေပြေးဝနေရလို့လှုပ်ပေးနေရ။ကျေးဇူးတင်လိုက်တာဗျာတအားပဲ။ ုငဲ့စကားတွေကြားတာနားရဲကိုလူကလန်ဖြစ်လာပြီပြန်အိတ်တော့မယ်ဘယ်သူမှလာမလို့နဲ့ဟာဟာနေပါအောင်ကခမဲတော်နဲ့ဖာဖျားတို့ဝင်နှုတ်ဆက်လိုက်ပါအောင်မဆက်ဘူးဗျာအကြီးများအားလုံးကိုကြောခိုင်းပြီးဆန်အိမ်ထဲကိုဝင်သွားတဲ့အငယ်ဆုံးလေးကိုရှန်တီတို့ဆောင်တွင်အောင်မွေးနေ့ဆုတောင်းပေးလိုက်ကြတယ်ငယ်လေး happy birthday နော် happy birthday ငယ်လေးကျေးဇူးမမနဲ့မီအဲ့လိုပြောပြီးတော့ဆက်ထွက်သွားမှုအားလုံးအသံမထွက်ပဲရေးလိုက်မိကြတယ် အတန်ထွက်မိပါကမိုးမီးတောင်လောင်သွားအောင်မလားကိန်းခမ်းမအနွေရတော့အတန်15နှစ်သာရှိသေးပြီမေဒိုမီနိတ်အဖာပြီပြီအရန်မောင်းကအကိုကြီးဖြစ်သူနဲ့ပဲအတူတူဖြစ်နေပြီရွှေကျဲတီးတက်ရှက်အင်းကြီးလက်ရှိလေကတုံးဖြူနေရောပစိုးအနံ့ရောင်ကသူရဲ့အစီပူမရှိတဲ့ခနာကိုထက်ခန့်ထယ်စွာရှိနေတယ်။ဖားကင်နေရောက်ထံအကောင်းဆုံးသောအရာစုစည်းထားတယ်ဆိုပြီးလူတိုင်းပြောစမှတ်တွင်ရလာအောင်မေသူရဲ့ချောမောမှုစံနှောင်းကမြို့တော်မှာရှိတဲ့လူငယ်မျိုးဆက်များကြားပထမအဆင့်မှာတည်ရှိပါတယ်။ ဤသို့တိုင်ကြောက်ဖို့အကောင်းဆုံးအဆင့်မှာလဲထိတ်တန့်ဖြစ်နေရတော်ရုံအိုမီဂါများမဆွဲဆောင်ရကြသလိုဘသူမှလဲရံမဆရကြပါရှန်တီးအမောင်ဖြစ်သူကိုသဘောတကျလိုက်ကြည့်ပြီးခဝေဝေးကိုရောက်သွားမှပြုံးဆဆလေးမေးလာတယ်သူ့ကိုဒီလိုပုံစံဝင့်အောင်ဘလို့စီးယုံလိုက်တာလဲငောင်းမောင်လေးကကြည်ကောင်းချက်ပဲရှန်ယူအားသဘောတကျရှိလိုက်ပြီမဝင့်ရင်ငါတငယ်ချင်းအိုမီဂါတွေနဲ့မရရအောင်အောင်သွဲပေးမယ်လို့ပြောလိုက်တာစိတ်ဆိုးမှန်ဆိုနဲ့စောင်းအောင်ပြီးဝစ်တာပဲ ဒီကောင်လေးသူ့ကိုအောင်သွယ်ပေးမှာတော့တအားကြောက်။သူကြောက်လေကြောက်ဆင်ကြမယ်လေ။နင်းလက်ချက်နဲ့ရာသွားတဲ့အတွဲတွေဘလောက်များပြီလဲ။ဥပမာနင်းနဲ့ကိုကြီးတို့လား။ရှန်ယူဟာအောင်သွယ်တဲ့နေရာမှာဆရာအကြဆုံးလို့ပြောရအောင်။သူဝင်ပါတဲ့အတွဲတိုင်းတစ်နှစ်အတွင်းအကြောင်းပါသွားကြတာကြီး။ဒါကြောင့်ဂိန်ခမ်းမဟာနယ်တယောက်ပုံမှန်အချိန်မှာဘလောက်ကြည့်ကြည့်သူကငယ်ချင်းချောင်းလိုက်ပြီဆိုရင်စိတ်မရှိပဲထလုပ်ပါလေ။ရှေ့မှာဥပမာများစွာရှိရမလို့လမ်းပုံပေါ်ပါလေ။ဒါမဲ့ तू မသိတာက ငါသူ့ကိုဘသူစီမှမပေးနိုင်လားနှမျောနေတော့ဆိုရပဲကြီးစားရသွားရင်တော့မှ အချိန်နေကြည့်ပြီးငါစိတ်ချမှသဘောတူမှာမင်းမျိုးကချစ်စနုနဲ့ရှိပြီးတော့ညီဖြစ်သူရဲ့သမင်ရှိတို့ဆွဲပြီးတော့ဖွာလိုက်ရင်ငယ်လေးကိုပူမဲ့စာကိုကုတ်ကိုရင်စိတ်ပြုံကြီးစားတွေတယောက်ပြီးတယောက်နဲ့ချေမငိမ့်တာအနေရှိရနော်ဖာဖျားတော်မင်းကိုစုဖို့ပြောနေခမဲတော်ကတားထားလို့ရှန်ယူမျက်နှာလေးကအနေငယ်မဲ့သွားတယ်ဖာဖျားလည်းငငယ်တော့ကကြီးစားများတာပဲဟာ ခမဲတော်အတင်းဆွဲစီလိုက်လို့သာညင်သွားပြီ။ဖာဖះကလေအချင်းချင်းတွေကိုနားလဲမှုလေးပေးလိုက်တာမဟုတ်ဘူး။အေးမင်းဖာဖះရှိအဲ့လူတွေတော့ပြောလိုက်လေ။ပြောစရာလား။ရှန်ယူကပြောနေရင်လည်းအကိုရီအမရီကိုယူသေးပေးဟန်ပြုလိုက်ပြီ။ပြောမဆိုမှရှင်ခွင့်လို့ပေးကြပါခင်ဗျာ။လုံးဝလုံးဝပြန်မတိုင်ကြပါနဲ့။သူ့အမူအရကြောင့်အားလုံးရှင်မောလိုက်ကြပြီးနောက်လူစုခွဲလိုက်ကြတော့တယ်။ မင်းမျိုးမဟာနယ်တို့ဇနီးမောင်နှံကတော့အကြီးဆုံးများပြီးပြီးခမဲတော်နယ်ဖာဖျားတို့အစင်လာတိုင်းနှုတ်ဆက်ဖို့သွားဖို့ပြင်လိုက်ကြတယ်။ဒီနေ့မှနေထူးနေမြန့်ဖြစ်တာမို့ပင်မဆိုင်အိမ်တော်ကြီးမှလူဆုံနေကြခြင်းမှာဗရံများတော်ဝင်ဆိုင်အိမ်တော်ရဲ့နေနေတွင်ဆိုင်အိမ်ကွဲများများစွာရှိပြီးတခင်လေးတခင်မလေးတို့တယောက်ချင်းစီတွက်ကိုပိုင်ဆိုင်အိမ်တော်နဲ့ခြံဝင်းကြီးတို့လည်းရှိပါတယ်။ပွဲတစ်ခုခုရှိရင်တော့အိမ်နေမတိုင်ခင်ညကလေးဟာပင်မဆိုင်အိမ်တော်မှာလာအိပ်ရတယ်။ ။ကိန်းခန်းတယောက်အိတ်ခန်းထဲကိုရောက်ရောက်ချင်းရှက်အင်းကြီးဟာကျဲသီးများအလုံးဖြုတ်ပြီးချက်ပြက်လိုက်တယ်။ပြီးတော့ခလန်လာချင်းထဲကိုပြစ်လိုက်တယ်။အင်းကြီးလုံးလိုက်လိုက်ချင်းထဲကိုကွက်တိဝင်သွားတယ်။ဒီဆွေးနေတဲ့နှခမ်းတောင်အစွန်တစ်ဖက်ကတော့ကော့တက်သွားတယ်။ဖြူဝင်းနေတဲ့ခန္ဓာကိုယ်ထက် ABS များထင်းနေပြီးကြော်သားတို့ကတအားကြီးမှပြီးတော့ဖူးထေထွက်နေခြင်းမျိုးမဟုတ်ပဲသူ့နေရာနဲ့သူကြည့်ကောင်းနေတယ်။ပစိုးကပါချွတ်ချလိုက်ပြီးနောက်ပေါ့ပေါ့ပါပါညာအိမ်ဝိယုံအရှိန်နှက်ပြရာကိုကောက်ဆွလိုက်တယ်။ ခါးစည်းကျိုးကိုပြင်းတိပြင်းရစီပြီးအိယာထံမောက်ချလိုက်မိတော့တယ်။ညာ၃နာရီထိဂိမ်းဆော့ထားမလို့သူထပ်အိပ်ဖို့လူကိုလိုအပ်ပါတယ်။ညနေရောက်လို့ပွဲစားကန်တဲ့အချိန်မှာတော့ဗရံများတော်ဝင်စံအိမ်တော်ကြီးတစ်ခုလုံးမွေးနေ့ရှင်ကိုရှာရင်ပြာရာခတ်ကုန်ကြတော့တယ်။မတွေ့ကြသေးဘူးလား။သူ့ဆိုင်တော်ဖုန်းဆက်ကြစမ်း။ဆက်ပြီးပါပြီကျင်ရတော့။တခင်မလေးကမင်းညကလေးကပြန်မလာဘူးလို့ပြောပါတယ်။ပြန်ဖြေတဲ့အိမ်တော်ထင်းရဲ့မျက်နှာရောနဗေယဝန်ထမ်းများအားလုံးရဲ့မျက်နှာများပါဇီးရွက်လောက်သာကျန်တော့ရဲ့ ။ဆိုင်းအင်းအရှင်သခင်ရဲ့ကျင့်ရတော်ဟာအိုမီဂါတရားဖြစ်ပေမယ့်နူးညံ့တိမ်မွေးနေခြင်းမဟုတ်ပဲထထမြမြရှိသူတရားပါ။တောင်းငယ်ဆုံးမှာသူစရာအပြည့်ပါတာမူအမြဲတမ်းစိတ်ဆိုးရလဲခန့်နားလေရလဲခန့်။ဆိုင်းအင်းတော်ရဲ့ဒုတိယထပ်ဧကင်တွင်မှာအကြောတဏ္ဍာမှာကြားလောက်ထိ တိတ်ဆိတ်နေရမူကျင်ရတော်ဟာထိုင်ကုန်မှာထိုင်နေရမှာလက်ချောင်းထိပ်ဖြားလို့နဲ့လက်ရန်းကိုတတောင်းတောက်ခောက်လာတဲ့အခါမိသားစက်သိန်းထောက်ဖို့တောင်ကောင်းလာတယ်လို့။ဘာဖြစ်နေလဲငယ် ိမ်မွေအေးချမ်းလာတဲ့အမျိုးသားတယောက်ရဲ့တန်းအခန်းတွင်းကိုဝင်ရောက်လာတယ်။ကျင်ရော်ရဲ့တွန်ချိုးနေတဲ့မျက်ခုံးတန်းတို့ကချက်ချင်းပြေသွားမှုဝန်ထမ်းများအလုံးမသိမသာတက်ပြင်းချမိကြတယ်။သခင်ရောက်လာလို့တော်သေးတယ်။အကို့တောင်ငယ်ဘယ်ရီရှောက်ဆော့နေပြန်ပြီလဲမသိဘူး။ကျင်ရော်ရဲ့တန်းကခုနကစိတ်ဆိုးမှန်ဆိုးဖြစ်နေတဲ့တန်းမျိုးမဟုတ်တော့ပဲ။ခင်မွန်းဖြစ်သူကိုသူမနိုင်တဲ့အကြောင်းတိုင်ပြောနေတဲ့လေတန်းမျိုး။တောင်းငင်ရောက်ပွဲလန်းတပင်တွေကိုမကြိုက်တာငေတိရဲ့တောင်းနဲ့ထားလိုက်ပါကိုတို့ပဲအဲ့ခံရင်လုံလောက်ပါတယ် လာတဲ့သူတွေကလည်းဘယ်ရွယ်ချမ်းနဲ့လာကြတယ်ဆိုတာသိရမလားအကိုပဲအပြောကောင်းအကိုကအလိုလိုက်နေလို့အကိုတောင်အဲ့လောက်စိုးနေတာကြာရင် ကျွန်တော်တို့ကရောင်းစားတော့မလားမသိဘူးမပူပါနဲ့အဲ့လောက်တော့မလုံတော့ပါဘူးအင်းအင်းအကိုပြောမှဒီလိုစိတ်ချသွားပါပြီချားပါတော့မွေးနေ့ရှင်မရှိရဲ့မွေးနေ့ပွဲယူကျွန်တော်တို့ပဲအိတ်ခံကြအောင်ပေါ့ရွေးပြီးတော့ဗနဲ့နေ့ဗနဲ့လာဗနဲ့ရမ်းမြောက်မင်္ဂလာနေ့ရဲ့ဆိုပြီးကြင်ညာလိုက်ရင်မကောင်းလား ကောင်းပါတယ်ငဲ့တဘောလေဆယ်အရဲ့တခင်နှစ်ယောက်စလုံးထံအရည်တန်များထွက်လာတာမို့ဝန်ထမ်းများအားလုံးလည်းပြန်လဲရီမောနိုင်ကြတော့တယ်အဲ့ဒီချိန်မွေးနေ့ရှင်ကတော့မြို့တော်ရဲ့လမ်းမအထက်မှာ skateboard စီးရင်နဲ့လူငယ်ဘဝရဲ့လွတ်လပ်မှုကိုပြေဝခံစားနေတော့တယ်အော်ဘလတ်ဝစ်စင်ထားပြီးတီရှပ်ကလက်တူဖြစ်တာမို့အသားရည်ကထင်းလင်းထွက်နေပြီဘယ်ဘန်နားမှာဝစ်စင်ထားတဲ့စိတ်နှကက်လေးကလည်းတလက်လက်နဲ့ မျက်နာတော်ဝက်လုံးကိုအနှံ့ရောင် mask ကဖုံးအုပ်ထားပြီး shadow အုပ်ထုပ်အနှံ့ရောင်ကိုလည်းစောင်းထားမလို့ဘသူဖြစ်တယ်ဆိုတာကိုရင်းနှီးနေကြသူများလွယ်လို့မှတ်မိမှာမဟုတ်ပါသူတို့ကဘာမှာအသက်15နှစ်ပြည့်ပြီးအရွယ်ရောက်ပြီလို့သတ်မှတ်ထားကြတာမို့သူဟာအခုအရွယ်ရောက်နေသူတယောက်ဖြစ်သွားပြီစကိတ်ကိုအချိန်မြင့်လိုက်ပြီးညနေခင်းရဲ့လီပြေအေးကိုမျက်နာထက်အပြေးဝရိုက်ခတ်စေလိုက်တယ်အိမ်တော်မှာအနှင်းငယ်ပလောရိုက်သွားနိုင်ပြီမဲ့ခမဲတော်ကဖာဖျားကိုချောင်းလိုက်ရင် အရာအလုံးအဆင်ပြေသွားလိမ့်မယ် သူမွေးနေဖြစ်ပေမဲ့တက်ချင်စီမရှိပါတက်ဖို့စိတ်ကူးမထားရမလို့တငယ်ချင်းများအားလုံးလည်းမလာဖို့ပြောထားပြီးနောက်နေ့မှအပြတ်သက်ဧကံမယ်လို့ပြောထားမှုတကောက်သားတွေအားလုံးလက်ခံကြတယ်။ဒါကြောင့်ပွဲကင်းမှာရှိနေရမှာသူမသိတဲ့သူများဖြစ်နိုင်ပါတယ်။အဲဒီသူများအားလုံးကလည်းတော်ဝင်ဆိုင်တော်ကအကျိုးမြတ်များမျှော်ကိုပြီးလာကြခြင်းဖြစ်တာမူသူထက်ခမဲတော်တို့ဖဖရာတို့ကိုကြီးတို့နဲ့သာတွေ့ဆုံခြင်းကြလိမ့်မယ်။ ဒါကြောင့်သူ့အနေနဲ့အဲဒီသူများကိုအာနာပါနာနဲ့အဲ့ခံစရာမလိုအပ်ဘူးလို့မြင်ပါတယ်။လမ်းမကြီးရဲ့နဗီယာကတ်ပြီးတော့စီးနှင်းလာရင်ပြင်းလာတာမလို့လမ်းကျိုလမ်းကြားများတဲ့ကိုဝင်ပြီးတော့တလန်းဝင်တလန်းထွက်နဲ့ရှောက်သွားနေမိတယ်။ဘာကိုရန်တော့မမပါခြင်းကသူ့ကိုပို့ပြီးစီးလို့ဝါလို့ဖြစ်စေလို့ပျော်မြူးမှုကိုလည်းနှစ်ဆတိုးစေ။နေလင်းရောင်ကတဖြည်းဖြည်းပြောက်လာတယ်။လမ်းမင်းများလည်းပွင့်လာတယ်။သူကအခုချိန်မှာအနှဲငယ်ကြောင်ကြားတဲ့ရက်ွက်များဘက်ကိုရောက်လာပုံရှားတယ်။အင်ဂျင်များရှိပေမဲ့လူအပြက်လုံးနေ ဒိုမနီအယ်ဖာတယောက်ဖြစ်တဲ့ပြင်ကိုခံပညာကိုလည်းကျွမ်းကျင်စွာတက်မြောက်ထားသူမို့အနည်းငယ်ထိတ်လန့်စိတ်တောင်မဖြစ်မိပါထူးဆန်းသလိုခံစားမိပြီးသဘောကျမိသလိုတောင်ဖြစ်နေသေးတယ်။ရှေးခလန်လောက်မျော့ကြည့်တော့လမ်းကျိုးတစ်ခုရှိပြီးအဲဒီတော့မှအစိမ်းရောင်အမိုက်ပုံကြီးတစ်ပုံရှိတယ်။သူအဲဒီလမ်းကျိုးစီကိုဆက်ပြီးဥတီလိုက်ကအဲဒီဟာတစ်ဆင့်လမ်းမကြီးဘက်ကိုပြန်ထွက်ဖို့စိတ်ကူးလိုက်တယ်။လူကလည်းပြက်နေအောင်မို့ကိုယ်ကိုအရှိန်ပြင်းပြင်းနဲ့ကိုယ်ကြည့်ဖို့လို့စိတ်အားထက်သန်နေတယ်။ ဒီလိုနဲ့ခြေတစ်ဖက်နဲ့လမ်းမအောင်ထောက်ပြီးတော့အရှိန်ယူလိုက်ပြီးနောက်အဲဒီလမ်းကွေးစီကိုတဟုန်ထိုးတက်သွားလိုက်တယ်။လေအားပြင်းပြင်းရမျက်နှာထက်လာရိုက်ခတ်ပြီးကောင်းထက်ကအုတ်ထုတ်ကလွင့်ထွက်သွားပြီမေပြန်လဲကောက်ဖို့စိတ်ပြုမရှိ။နတ်မောင်နေရဲ့သပင်တူတို့ဟာလေနဲ့တူတူတလွင်လွင့်ဖြစ်လာပြီးမဟာနဖူးပြပြလေးကနှစ်လူဝဲကောင်းစွာပါ။မဟူရာရာမြုံဝန်းတဲ့တူဟာသူ့ဦးတရာဟောသာ ရှေးရှုနေပြီးလမ်းမီအောင်တို့အောက်မျက်တောင်ရှည်တို့ဟာတိတိတသာသာဖြစ်နေတယ်။ လမ်းကွေနာရောက်သူ့ကိုအသာကွေးညွှန်လိုက်ပြီးစကိတ်ဆောင်းသွားတဲ့အချိန်ခန္ဓာကိုယ်ကလည်းအလိုက်သိမ့်ရှင်းသွားတယ်။အဲဒီအချိန်တစ်ဖက်ကပြေးဝင်လာတဲ့လူတယောက်ရေကနေမြင်လာရပြီးရှောင်းချိန်တော့မရတော့။ Shit. Fuck. နေရာလုံးထံအတန်ကိုစီထွက်လာပြီးနောက်ဘုံကနေမျက်နှာချင်းမဆောင်းအောင်သာရှောင်းလိုက်နိုင်ပြီးခန္ဓာကိုယ်ချင်းကတော့ပြင်းထန်စွာဝင်ဆောင်သွားပြီးသူ့ဘက်ကအရှိန်ပူပြင်းတာမလို့တစ်ဖက်ကလူကသူ့ရဲ့လူသားဆိုဖာတဲ့ပွဲဖြစ်သွားတယ်။ တတိကောင်းသူမအလင်းမြန်ဖယ်ပေးလိုက်ပြီ sorry ကျွန်တော်တောင်းမန်ခွေးကောင်မင်းတောင်းလုံးကန်းနေရလားတောင်းမန်စကားကိုဖြတ်ပြီးတဖက်လူကဒေါသတကြီးអော်ပြီးတော့ဟောက်လာမှုစိတ်ထဲကထောင်းကနေငေါတောင်းလုံးကန်းနေလေမင်းတောင်းလုံးမြင်ရှောင်လိုက်သူ့ဘဝမှာပထမအောင်ဆုံးအနေနဲ့အကြမ်းတမ်းဆုံးဆဲဆူမိခြင်းမလေတူးကချက်ချင်းပြောင်းလဲသွားပြီးတိုက်ပွဲနေရာတစ်ခုလိုဖြစ်သွားတယ်မတိစိတ်ကချက်ချင်းခံစားလိုက်မိအောင်နေရာနေခုံထားလိုက်ပြီးတော့ခြေတော်ကနည်းနည်းနာကျင်ချင်းအဲ့ဒါကိုဂရုမစိုက်အောင် တပတ်သူကိုတားကောက်တကောက်လို့စိုက်ကြည့်လိုက်မိတယ်။အဲ့သူကလည်းသူ့ကိုပြန်စိုက်ကြည့်လာတယ်။စိမ့်ပြရောင်မျက်လုံးများကလမ်းမီတို့အောက်ထင်ထင်ရှားရှားဖြစ်နေပြီးရွှေအိုရောင်သပင်ရှည်တို့ကဂုတ်ထောက်နေပြီးအနှင်းငယ်ဖျူဖျင်းဆန်နေပြီးမြရုပ်ပြက်စင်ပြတ်တော့မဟုတ်ပါ။ဒါမဲ့အဲ့သူရဲ့မျက်နှာထက်ကဒဏ်ရာတို့နဲ့နှာခမ်းတော်ကသွေးစားသွေးနာတို့ကတော့ရုပ်ကိုတော်တော်ပြတ်နေစေ။အကြီးတို့ကိုအောက်နေနေပို့လိုက်မိတော့သူခြေတလန်းတော်မှာဆုပ်လိုက်မိတဲ့အထိခါရဲ့ဘဲဘဲချံမှာဓမြောင်တလက်ဆိုင်နေပြီး အင်းနေရာတစ်ဝိုက်ကအင်းကြီးချောင်းကသွေးရောင်အတီလွှမ်းနေတယ်။အဲသူဝတ်ထားတာကတော့သူ့လိုအနဲ့ရောင်ပါ။ဤသို့တိုင်ဓာတ်တရာတစ်ဝိုက်ရွှဲနေတာရေများမဖြစ်နိုင်တာတော့ဘယ်သူမှ မသိနိုင်စရာမရှိ။မေရုတ်တရက်မို့ဘာပြောရမှန်းမသိ။သူ့စိတ်ထဲအတော်လေးအားနာမိသွားမလို့တောင်းပန်ဖို့ထပ်တွေးလိုက်မိစဉ်။စောက်ကြောက်တစ်ဖက်ကခန့်လောင်လောင်အတန်နဲ့ထီမထင်မျက်နှာပေးကသူ့တော်သားကိုရုတ်ချီးဆင်းခေါ်လိုက်တယ်လား။ ဆွဲထိုးဖို့စိတ်ကူးလိုက်ပြီမဲ့တစ်ဖက်ကဒဏ်ရာအတွေးမိသွားမလို့အန်ကျိတ်လိုက်မိစဉ်လက်သေးတစ်ချက်ကဘယ်ဘက်တောင်းကနေလက်ကင်းဝင်လာတာမလို့မင်းတောက်ဒဏ်ရာနေမလို့ငါညာပေးနေရကွအဲ့ဒါမင်းစောက်ကြောင်တစ်ဖက်ကတော်တော်တောက်ချိုးမပြေပြီမဲ့ဒဏ်ရာကိုပူဆိုးအောင်လုပ်မိထားမလို့သူရှောင်ရုံသာရှောင်နေမိတယ်တစ်ဖက်ကတိုက်ကွက်များဒဏ်ရာရနေရတော့စနစ်တကျရှိအောင်မို့တတိလဲထားနေရတယ်ဝင်လာတဲ့လက်သေးကိုငုံဆောင်ပြီးလမ်းမထက်လက်တစ်ဖက်ကိုထောင်းလိုက်တယ်တစ်ဖက်လူရဲ့ခြေထောက်များကိုဖြတ်ကန်လိုက်တယ် တစ်ဖက်ကလည်းကြာသွားပြီးညင်းညူတဲ့အနေငယ်ထွက်လာပြီးမဲ့လက်တစ်ဖက်ထောက်ပြီးတော့ပြန်ထားဖို့ပြင်နေရမို့မင်းဘိုးအေးတံရောက်သွေးတွားထွက်နေပြီကွမင်းတော့ပုံမပေါအောင်ငါ့လည်းပုံမနေဘူးမင်းဒီလိုပုံစံတိုင်းဆက်သွားရင်ငါခုနကလေးကမင်းကိုနှုတ်ဆက်လိုက်မယ်ငါ့နာမည်ကကင်ခမ်းမဟာနွေမင်းနောက်ဆုံးထွက်တတ်မတိုင်ခင် တွေးကြရတဲ့ကောင်ပေါ့ကွာစောင့်ရှုဟင်းမင်းကအခုတောင်းမှန်ရင်အမ်ဘူလန့်ခေါ်ပြီးမယ်မတောင်းမှန်ရင်တော့ခွေးမှသာ listen ဖတ်နေခဲ့လိုက်တော့သူစိတ်တူလာမလို့အဲ့ဒီမျိုးမစစ်ကောင်ကိုဒီတိုင်းထားခဲ့ဖို့သာဆုံးဖြတ်လိုက်ပြီ skateboard ပေါ်တက်ပြီးအဲ့ဒီသူကြောခိုင်းခဲ့လိုက်တယ်